ဝမ်းချုပ်တာက တော်တော်လေးကိုနေရခတ်တဲ့အစာချေစနစ်ပြဿနာဖြစ်တယ်လို့ကလေးကစားလို့လူကြီးအထိအွေမွေခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာကနေထိုင်စားသောက်မှုပုံစံတွေကြောင့်ဖြစ်နိုင်တယ်လို့တခါတလေမှဆိုလို့ရှိရင်လည်းတောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဝမ်းချုပ်တာကြောင့်စိတ်ကြီးရတာမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဝမ်းချုပ်တာကိုတတစေဖို့အတွက်ကိုယ့်လက်လေးချိန်ကလေးတွေလုပ်ပေးလို့ရပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဝမ်းချုပ်တာကိုတတစေဖို့အတွက်လုပ်ပေးလို့ရမယ်ကိုယ့်လက်လေးချိန်ကလေးတွေကိုပြပြပေးလိုက်ပါရရှင်။ ့တိုင်းဝမ်းမသွားတာကိုဝမ်းချုပ်တယ်လို့မဆိုနိုင်ပါဘူးเนาะတနေ့ကိုဝမ်းကတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်သွားတာမျိုးလည်းရှိတယ်လို့တစ်ရက်ချာနှစ်ရက်ချာသွားကြတဲ့သူတွေလည်းရှိပါတယ်ကိုကျင့်နဲ့ကိုပါပဲเนาะဒါပေမဲ့လူတစ်ယောက်ကတပတ်တာကို၃ချိန်အောက်ပဲဝမ်းသွားမယ်ဝမ်းကမကျင့်နေမယ်ဝမ်းသွားတဲ့အခါမှာဝမ်းမာတာကြောင့်သွားရခက်တာမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ်တယ်လို့ပြောနိုင်ပါတယ်ရှင်ဘလို့အခြေအနေတွေမှာဝမ်းချုပ်နိုင်လဲဆိုလို့ရှိရင်တော့ အမြင်တဲ့လုံလောက်အောင်မစားသုံးတာရေလုံလောက်အောင်မတောက်တာကိုယ်လက်လုံရှောင်းမှုတွေနေနေတာခยีသွားတာအိယာဝင်ချိန်ပြောင်းတာလိုမျိုးတနေ့တာရဲ့ပုံမှန်ဟန်ချက်ပြတ်သွားတာ နို့တင်ခဲ့ဒါတွေကို အများကြီးစားမိတာစိတ်ဖိစီးမှုတွေများနေတာဝမ်းသွားကျင်တာကိုအောက်ထားတာစေဝါတွေတက်သုံးနေရတဲ့အခါမျိုးတွေမှာဆိုရင်လည်းဝမ်းချုပ်စေနိုင်ပါတယ်ရှင်ဝမ်းချုပ်တဲ့အခါမှာအထိုင်မများပါစေနဲ့နော်လှုပ်လှုပ်ရှားရှားနေမယ်လေ့ကျင့်ခန်းလုပ်ဖို့အတွက်အကြံပေးကြပါတယ်ရှင်။ဘာကြောင့်ဒီလိုပြောရလဲဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။အခုဆက်ပြီးတော့ဝမ်းချုပ်တာကိုတည်တာစေဖို့အတွက်ကိုလက်လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာဘယ်လိုမျိုးကိုလက်လေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြရအောင်နော်။ ်ပထမအုပ်ဆုံးတစ်ခုကတော့အပြေးလေးကျင်တာပါအပြေးလေးကျင်တာကနှလုံးကျန်းမာစေနိုင်တယ်လို့အစာချေစနစ်ကိုလည်းလှုပ်ရှားမှုကောင်းစေပါတယ်။ဒါကြောင့်ဝမ်းချုပ်နေရင်ပဲဖြစ်ဖြစ် မ်းချုပ်တာကိုကာကွယ်ခြင်းပဲဖြစ်ဖြစ်တနေ့တာကို15မိနစ်ကနေနာယူဝက်လောက်ပုံမှန်လေးပြေးပြပါနော်မပြေးခင်မှာချွတ်သားကြံဖြစ်တာကင်းစေဖို့အတွက် အကျော်လျှော့ဖို့တော့မမေ့ပါနဲ့နော်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ယောဂလေ့ကျင့်တာပါယောဂလေ့ကျင့်တာက အကျော်အခြေအနေကိုပြေရောစေပြီးတော့သွေးလှည့်ပတ်မှုတွေကိုလည်းကောင်းစေသလိုခန္ဓာကိုယ်အတွင်းထဲကအစိတ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်ရှင်ယောဂပုံမှန်ကစားပေးတာကစိတ်ရောကိုယ်ပါလန်းဆန်းစေသလိုအစာကြေစနစ်ကျန်းမာစေပြီး တော့ဝမ်းမှန်စေဖို့အတွက်လည်းအထောက်အကူပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့လမ်းလျှောက်တာပါ။လမ်းလျှောက်တာကတော်တော်များများနေ့စဉ်လုပ်ဖြစ်နိုင်တဲ့လေ့ကျင့်ခန်းတစ်ခုပါပဲ။အချိန်တည်တံ့ပေးကြမလို့အောင်အလုပ်သွားအလုပ်ပြန်မှတစ်မှတ်တိုင်းနှစ်မှတ်တိုင်းလလမ်းလျှောက်ပေးပါ။အချိန်အပြည့်ဆိုရင်တော့တစ်နေ့တာကို15မိနစ်ကနေပြီးတော့နာရီဝက်လောက်လမ်းလျှောက်ပေးတာက ဝမ်းမှန်စေဖို့အတွက်လည်းကြီးကြီးအရောက်အထောက်အကူပေးနိုင်ပါပါရှင်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့အသက်ရှူလေ့ကျင့်ခန်းလုပ်ပါနော်။ အသက်ကိုခောက်ဝဝလေးရှူပေးတာကအဆုပ်ကိုတင်ကျမစီတာမဟုတ်ဘဲနဲ့အစာချေစနစ်ကိုလည်းကျမစီပါတယ်။နောက်တစ်ချက်ကကိုရင်းမှာရှိတဲ့အောက်ဆီဂျင်ပမာဏကိုမြင့်တက်စေနိုင်ပြီးတော့စိတ်ဖိစီးမှုတွေကိုလည်းပြေလျော့စေနိုင်ပါတယ်ရှင်။ဒါကြောင့်မို့လို့ဝမ်းမှန်ခြင်းနဲ့ဆိုလို့ရှိရင်တော့မနက်ခင်းတိုင်းမှာအသက်ရှူလေ့ကျင့်ခန်းကို15မိနစ်လောက်အနည်းဆုံးလုပ်ပြအောင်လုပ်ပေးပါနော်။အခုပြပြပေးခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကိုပုံမှန်လုပ်ပေးတာက အစာချေစနစ်ကိုကျမစီတယ်လို့ကိုရင်းမှာအစိတ်အတော့တွေကင်းစေပြီးတော့ဝမ်းမှန်စေဖို့ တွက်လည်းတေချာပေါအထောက်အပေးနိုင်မှာပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးခုံးချုပ်လိုက်ပါရနော်အားလုံးကိုယေစုတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့နော်